မင်္ဂလာပါ။ကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရစေ။သာဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံရပါမည်အကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမနက်မှာဂျေဇုရောအဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး၈အပိုင်းငယ်20ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။ပေတရုကဘုရားသခင်၏ဂျေဇုရောကိုငွေနှင့်ဝယ်ယူမည်ဟုအကြံရှိသောကြောင့် ။သင်နှင့်တကွသင်၏ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။ဒီကျမ်းစာမှာကျွန်တော်ရဲ့လက်တွေ့ဘဝမှာကျင့်သုံးဖို့ရန်အင်မတန်ကောင်းတဲ့အချက်တွေတွေ့ပါရတယ်။ဒီနေရာမှာနဝိဇာအတတ်ပညာကိုတတ်တဲ့ရှီမုံဆိုတဲ့လူကပြောင်းလဲလာပြီးတဲ့နောက်မှာပေတရုကို တွေ့ပါတယ်။ပေတရုလက်တင်ဆုတောင်းတော့တန်ရှင်တော်ဝိညာဉ်တော်ကိုခံရတာကို မြင်တဲ့အခါမှာ သူကငွေကိုယူလာပြီးတော့မှသူလက်တင်ဆုတောင်းရင်လဲ ဲ့ဒါလိုဖြစ်ရပါမည်အကြောင်းလုတ်ပေးပါဆိုပြီးတော့မှတောင်းဆိုပါတယ်အဲ့ခါမှာပေတရုက မလုတ်ပေးတဲ့အပြင်ဘုရားရဲ့ဂျေဇုတော်ကိုငွေနဲ့ဝယ်လို့မရဘူးအဲ့လိုလုတ်မယ်ဆိုရင် သင်နဲ့သင့်ငွေပျက်စီးမယ်ဆိုပြီးတော့မှဒီလိုပြန်ပြောတာကိုတွေ့ရပါတယ်ဒီဆုံးမချက်ကကျွန်တော်တို့တွေသင်ခန်းစာယူစရာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်နှစ်ဖက်အမြင်နဲ့ကျွန်တော်ပြောချင်ပါတယ်ပထမအမြင်ကဘာလဲဆိုလို့ရှိရင် ပေတရုဘက်ကဖြစ်ပါတယ်။ငွေအမြောက်များ ယူလာပြီး သူ့ကိုလာလှူတာကို သူက မျက်နာလိုက်ပြီးတော့မှတောင်းဆိုတဲ့အတိုင်းပြုတ်ပေးခဲ့မယ်ဆိုရင်ဒါကမာရွင်းနဲ့လှုပ်ဆောင်ချက်ဖြစ်ပါလိမ့်မယ်။တခါတလေမှာဓမ္မဆရာတွေရဲ့အမှုကျင့်ကိုကျွန်တော်ကြည့်တဲ့အခါမှာပေတရုနဲ့မတူတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဝိညာဉ်ရေးရာကိုငွေနဲ့လှုပ်ယူလဲစားနေတာဒါမျိုးကိုကျွန်တော်တွေ့ရပါတယ်။ တဘောကတော့ငါဆူတောင်းပေးမယ်မင်းအလှငွေဘလောက်ပေးမှလဲငါဆူတောင်းပေးရင်မင်းဘလောက်ပြန်ပေးမှလဲဆိုတဲ့သဘောမျိုးကိုကိုဖျားပေးထားတဲ့ဝိညာဉ်စုကျေးဇူးတွေဖျားပေးထားတဲ့အခွင့်အာဏာတွေကိုလက်လာပယူလိုတဲ့စိတ်နဲ့တုံးချတာဒါမှမဟုတ်ရင်လေသူတပားကိုလက်လာပတောင်းပြီးတော့မှအလူပန္နာတောင်းပြီးတော့မှလှုပ်ပေးတာမျိုးဒါမျိုးကအဲ မှားတဲ့အရာဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဖះလုံးမဲ့အရာကိုကကြားထဲကနေပြီးတော့မှအခကျင်းငွေ ယူပြီးတော့မှ ဆောင်ရွက်တာမျိုးဖះပြုမဲ့အမှုကို ကိုကကြားထဲကနေပြီးတော့မှလက်လာပခံယူပြီးတော့မှလှုပ်ပေးတာမျိုးဒါဟာခုတုံးလှုပ်တယ်။ဖះသခင်ရဲ့နာမတော်ဘုရားသခင်ရဲ့ကိုတော်ကိုအလွဲသုံးစားလုပ်တာနဲ့တူတယ်။အဲ့ညမှာ ပေတရုကသာငွေကို လက်ခံပြီး ငါလှုပ်ပေးမယ်လို့ပြောခဲ့ရင်အဲ့ဒီလူဟာဖယားသခင်ရဲ့ကျေးဇူးတော်ကိုရဖို့ခဏထားဝိညာဉ်တော်ခံရဖို့ခဏထားအဲ့ဒီလူရဲ့နှလုံးသားထဲမှာမာရွေးနဲ့မျိုးစေ့ကျသွားပြီးပျက်စီးနိုင်တယ်ဆိုတာကိုတွေ့ရတယ်တစ်ဖက်မှာလည်းဒီပုဂ္ဂိုလ်ကအရာရာကိုငွေနဲ့လှုပ်ယူခဲ့တဲ့အတွေ့အကြုံရှိတဲ့အခါကျတော့ဖယားနဲ့ဆိုင်တဲ့အရာကိုလည်းငွေနဲ့ပဲသူကချိန်တွယ်တယ် ငွေနဲ့ပဲသူရယူဖို့စ조사တယ်ငွေနဲ့လုပ်ရင်ဖြစ်မယ်လို့သူထင်တယ်တနည်းအားဖြင့်ပြောရရင်တော့သူလှူနေခြင်းဟာသူတစ်ခုခုကိုပြန်ရဖို့တနည်းအားဖြင့်ပြောရရင်ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့ယာဒူးဒါမှမဟုတ်ရင်လဲအသိတော်မှာလူကြီးဖြစ်ခြင်းလို့ဒီလိုမျိုးကိစ္စတွေကအစလူတွေဟာငွေကြေးကိုအတုံးချတက်တယ်ဆိုတာတွေ့ရတယ်။လောကဘက်မှာတော့ငွေကိုအတုံးချပြီးဘာမှမစိုးလုံနိုင်ပေမဲ့ ဝိညာဉ်ရေးရာဘက်မှာတော့ငွေကိုအတုံးချပြီးဘာမစိုးရနိုင်နေဆိုတဲ့အတွေ့အကြံကမှားပါတယ်။အဲ့ဒီလိုလူမျိုးကပျက်စီးနိုင်တယ်။အရာမရောက်ဘူး။နေရာမမှန်ဘူး။လွဲမှားစွာပေးလူနေတာဖြစ်တယ်လို့ဒီလိုမျိုးသိစေချင်ပါတယ်။မိမိရဲ့ဂုံပကာသနကြော်စိုးဖို့အတွက်တော့လကောက်ဝိညာဉ်ရေးရာအခွင့်အာဏာရယူလို့မှုအတွက်ကြောင့်တော့လကောက်ငွေချင်းနဲ့ကြံစီတဲ့အလူမျိုးက မာယွင်းတဲ့အလူဖြစ်ပါတယ်။ဒါကြောင့်ပေတရုဘက်ကကြည်ရင်လေဖះရဲ့ကြီးစုတော်ဖြစ်တဲ့အတွက်ကြောင့်ဘာငွေကြေးကိုမှ ခံယူစရာမလိုဘူး။ဖះပြုတဲ့အမှုကိုငွေနဲ့ဝယ်လို့မရဘူး။ဒီဘက်ကဝိဇာအတက်တက်တဲ့ရှီမုန်ဘက်ကကြည်ရင်လေအရာရာကိုငွေနဲ့ရယူနိုင်မယ်ဆိုတဲ့အတွေးမှားကြီးနဲ့ချင်းကပ်လာတာဖြစ်ပါတယ်။ကျွန်တော်တို့ဟာပေတရုလိုယက်တီရမယ်ဒီဝိဇာဆရာလို့ မလုပ်ဖို့လိုတယ်ဆိုတာကိုနားလည်သိရှိစေချင်ပါတယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျားကိုရောကိုကျေးဇူးတင်ပါတယ်။လှူတော့လှူတယ်။ဒါပေမဲ့အလူမှားကြီးဖြစ်နေတာမျိုးမဖြစ်ဖို့ကိုရောတွန်းတင်တော့ကြောင့်ကျေးဇူးတင်တယ်။ဖျားပြူတဲ့အမှုကိုငွေနဲ့ဝယ်လို့မရတဲ့အတွက်ငွေချေးနဲ့ဝိညာဉ်ရေးရာကိုရယူဖို့ကြိုးစားတာ။ဒါဟာဖျားရဲ့ကျေးဇူးတော်ကိုမထီမဲ့မြင်ပြုရာကြစေလို့ ကျွန်တော်ရဲ့အသက်တာမှာဒီလိုမပြုတ်ဖို့မစားတော့ဘူးပါကိုအလှပေးထားတယ်ဆိုပြီးတော့မှ နေရာရလိုချင်းကိုအလှပေးထားတယ်ဆိုပြီးတော့မှဝိညာဉ်ရေးရာကိုချေလေချင်းဒါမျိုးတွေမဖြစ်ဖို့မစားတော့ဘူးပါယေရှုတင်တဲ့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အရောက်တိုင်းကို ကောင်းကြီးမင်္ဂလာဖြစ်စေပြီးဘုရားရှင်သွန်သင်ပါမိအကြောင်းခန္ဓာစိတ်ဝိညာဉ်လိုအပ်တဲ့မစားချက် မျိုးမျိုးကိုလည်းချပေးပါမိအကြောင်းယေရှုခရစ်တော်နာမ၌ ဆုတောင်း၍တဏိတာကိုအစာပြုပါ၏အာမင်